အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့စာရေးဆရာသားတွေရေးသားထားတဲ့ positive vibes အကောင်းမြင်စိတ်ထားဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်နံပါတ်73တနှစ်တာကိုကိုဘလို့သွားမလဲနှစ်ကောင်ကန်နီဒီဇင်ဘာ25လောက်ဆိုရင်လူတွေဟာသူတို့ကိုသူတို့ motivation ပေးသူလို့စာမျိုးတွေ Facebook မှာရေးတင်ကြတာကိုအတော်များများတွေ့ရတယ် နှစ်သက်ကိုအိုင်အပြင်းနဲ့ဖြတ်တမ်းမယ်ယူလာအောင်ပတ်စံရှာမယ်ဂျင်းသွားမယ်စာဖတ်မယ်ပတ်စံစုမယ်စသဖြင့်အလေးချင်းကောင်းနေလို့ပို့စာရီရေးတင်တတ်ကြတယ်လာမယ့်နှစ်သက်မှာကိုဟာ လူသစ်တယောက်လိုပြောင်းလဲရမယ်ဆိုတဲ့စိတ်တွေအပြင်းနဲ့ပေါ့နှစ်လေလောက်ရောက်တော့အစာကကိုတွေးထားတဲ့အရာတွေဟာအလုံးမဖြစ်ကြတော့ဘူးဒီနည်းဖြင့် နောက်တစ်နှစ်ထပ်ကုန်ကြပြန်ရောဒါဘာကြောင့်လဲခဏပဲ motivation ရပြီးသိမကြခင်ပျောက်သွားတတ်တာမျိုးတွေပေါ့ဒါမျိုးအရာကတော်တော်များများဖြစ်ပူကြမယ်ထင်ပါတယ်ဥပမာစာစူးစားဖို့စိတ်အားထက်သန်လာခြင်းစာတွေစလုပ်တယ်သိမကြဘူးပြင်းသွားတယ်ဖုန်းသွားကင်မိတယ်စာဆက်မလုပ်ဖြစ်တော့ဘူးအဲ့ဒီလို motivation ပျောက်လွယ်မှုကြောင့် ဂျီမန်းချက်တွေကလွယ်လွယ်ပျောက်ကုန်တာပဲဖြစ်ပါတယ်။တစ်နှစ်တာအတွက်ကိုရည်ရွယ်ထားတဲ့ကိုယ်ကိုရောက်အောင်ဘလို့လုပ်ရမလဲ။ motivation ပျောက်လွယ်တာတွေပြင်းတာတွေလက်လျှော့လိုက်တာတွေမဖြစ်အောင်ဘလို့လုပ်ရမလဲ။ဒီအတွက်ကျွန်တော်အကြံပြုပေးလိုတဲ့အရာ၃ခုရှိပါတယ်။ဒီအရာတွေကကိုကိုယ်တိုင်မတိုးတက်ရခြင်းတွေကိုပြန်လေ့လာပြီးရလာတဲ့အဖြေတွေပဲဖြစ်ပါတယ် အဲ့ဒီအရာတွေကတော့နံပါတ်1လဲလဲပြစ်ခြင်းနံပါတ်2စိတ်အားထက်သန်မှုရော့နှဲခြင်းနံပါတ်3အကြောင်းပြချက်များခြင်းလို့ပဲဖြစ်ပါတယ်နံပါတ်1လဲလဲပြစ်ခြင်းကျွန်တော်ကြားဘူးတဲ့စကားလေးတစ်ခုရှိရယ်တော်တော်များများလေးသိကြမှာပါအဲ့ဒါကလူတွေကသူတို့ဘဝမှာဖြစ်ချင်တာတွေမဖြစ်ရခြင်းရဲ့အဓိက အကြောင်းရင်းဟာ အခုလိုချင်တာအတွက်နဲ့တကယ်ဖြစ်ချင်တဲ့အရာကိုစွန့်လွတ်လိုက်လို့ပဲဖြစ်ပါတယ်တဲ့ကျွန်တော်အသက်18နှစ်မှာအရန်လိုချင်တဲ့ပစ္စည်းတစ်ခုရှိခဲ့ဘူးတယ် Nike အစစ်ရှူဖနက်တရံဖြစ်ပါတယ်အဲ့တုန်းကကျွန်တော်လိုချင်တဲ့ဖနက်ရတံမိုးကကျွန်တော်ရဲ့နှစ်လစာလောက်ရှိပါတယ်အဲ့ဒါကြောင့်တလားနည်းနည်းစီစုထားပြီး၄လလောက်ဆိုဝယ်မယ်လို့ဆုံးဖြတ်ခဲ့တယ် စာထုတ်ပြီးတိုင်းရှုဖနှက်ဝေရန်ဆိုပြီးစုဖို့အရင်ခွဲတန်းချပါတယ်။ဒါပေမဲ့တစ်နှစ်ကုန်သွားတဲ့အထိမဝယ်လိုက်ရဘူး။ဘာလို့လဲဆိုရင်ဖနှက်ဝယ်မယ်ခွဲတန်းတဲ့ကယူသုံးမိနေလို့ပါပဲ။အဝယ်အစားလိုချင်လဲအဲ့ဒီငွေတွေကထုတ်သုံးမိတယ်။အပြင်စားတွေဝယ်စားမိရဲ့ဒါကြောင့်တစ်နှစ်လုံးလအတိုင်းစုတာတော့လိုချင်တဲ့ဖနှက်လေးမရလိုက်ပါဘူး။ ဒီလိုပါပဲဒီလကုံရင်ပတ်စံစုဖို့သွေးထားတယ်ဒါပေမဲ့လကုံရင်လိုချင်တာဝယ်စားချင်တာစားနဲ့မစုမိလိုက်ဘူးဒီတော့ဒီလတွေလုံးဝမွဲသွားပြီးနောက်လာမှအဆုတော်မယ်ပေါ့ပိန်ချင်လို့ဝိတ်ချရဲဘာမြင်မြင်စားချင်တယ်နောက်နေ့မှဝိတ်ချတော့မယ်ဒီနေ့တော့စားလိုက်အောင်မယ်အရေးကြီးတဲ့အင်ဇမ်အတွက်စားကြရမယ်ဒါပေမဲ့အိတ်ချင်တယ် ။တငယ်ချင်းတွေနဲ့အပျော်အပါးလှုပ်ခြင်းနဲ့နောက်မှစားလို့တော်မယ်။တကယ်တော့နောက်မှဆိုတဲ့အရာကတိတ်ကြောက်ဖို့ကောင်းပါတယ်။ကျွန်တော်ဟာအသက်18နှစ်တုန်းကရတဲ့လစာနည်းနည်းကိုတလာချင်းစီခွဲစုပြီး night ဖက်နယ်လေးဝယ်ခဲ့ခြင်းအရန်ပျော်ခဲ့မိမယ်ထင်တယ်။ကိုကိုကိုလည်းဂုံယူမိမှအသေးချာပဲ။အခုချိန်မှာဖက်နယ်ဗနယံပဲဝယ်နိုင်ပါစေ။ ဧရုံကရမယ်ပျော်ရွှင်မှုမျိုးတော့လုံးဝမရတော့ပါဘူးဒီလိုပဲပေါ့လိုချင်တိုင်းမရခဲ့ဘူးရည်ရွယ်သလိုမဖြစ်ဘူးပျော်ချင်သလောက်မပျော်ခဲ့ရဘူးဆိုတာဟာအခုလိုချင်တဲ့အရာအတွက်နဲ့ကိုတကယ်အလိုချင်ဆုံးဆိုတဲ့အရာတွေကိုလဲလှယ်ပြစ်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်နမနဲ့စိတ်အားထက်သန်မှုရောနေခြင်းစိတ်အားထက်သန်မှုသာပါဝင်မယ်ဆိုရင် ဘယ်ရာမဆိုပြီးမြောက်အောင်လုပ်နိုင်ပါတယ်။ဘာလို့မပြီးမြောက်တယ်လဲ။စိတ်အားထက်သန်မှုပတ်ရှင်မရှိလို့ပဲပေါ့။စာလုပ်ဖို့ဆုံးဖြတ်ပြီးစာအုပ်ကင်နေတိတ်မကြဘူးဖုန်းကင်မိရဲ့စာမလုပ်ဖြစ်တော့ဘူးဝေးကြခြင်းလို့ဒါမှမဟုတ်ခန္ဓာကိုယ်ကြန့်ခိုင်ခြင်းလို့ဆိုရင်တပတ်လောက်သွားပြီးထပ်မသွားကြတော့ဘူးစိတ်အားထက်သန်မှုမပါဝင်သေးတည်းရွေးတော့ဘယ်အရာကိုမှ ပြီးမြောက်အောင်လုပ်လို့မရနိုင်ပါဘူးတခုခုလုပ်ဖို့အတွက်ခဏပဲစိတ်အားထက်သန်ပြီးပြန်ပြောက်သွားတယ်ဆိုတဲ့အရာမျိုးခဏခဏကြုံမှုပါလိမ့်မယ်အလုပ်ပြီးမြောက်ဖို့အတွက်တွန်းအားပေးတဲ့ motivation ပျောက်သွားတယ်လို့ပဲခေါ်ရမှာပေါ့ motivation ဟာအမြဲပုံမှန်ရှိနေတဲ့အရာတော့မဟုတ်ပါဘူးအတက်အကြမြန်ပြီးယုံကြည်ဖို့တိတ်ခတ်တဲ့အရာပါ ဒါကြောင့်တတိလေးကပ်ပြီးပြုမှုတဲ့နဲ့အထဲမှာပါဝင်ပါတယ်။တချို့ကအလုတ်ကိုလုံနေရင်ကခဏအကြာမှာ motivation ပျောက်သွားတယ်။တချို့စဉ်ရင်မလုပ်ရသေးခင် အားရော့သွားတယ်။ဒါကို automatic distraction လို့ခေါ်ကြပါတယ်။ဥပမာဇလန်းတစ်ခုကြည့်နေတယ်။ဒါပြီးရင်ရေချိုးမယ်လို့တွေးထားတယ်။ဒီအတွေးကခေါင်းထဲမှာ15စက္ကန့်လောက်ပဲခံတယ်။ ပြီးရင်အလိုလိုပြန်ပြောက်သွားတယ်။ဒါကြောင့်အလုပ်တစ်ခုကိုလုပ်ဖို့အုံနောက်ကအတိပေးတာနဲ့အချိန်မစွဲပဲချက်ချင်းထလုပ်တတ်တဲ့အကျင့်လေးလုပ်ထားပါ။တကယ်လို့အဲ့ဒီလိုအတိအကျမလုပ်နိုင်သေးဘူးဆိုရင် မတွေးထားနဲ့။ကြာရင်အချိန်စွဲတဲ့အရာကအကျင့်ပါသွားတတ်ပါတယ်။ဇလန်းကိုနိုင်ဝက်ကြည့်မယ်ဆိုရင်မိနစ်30ကိုအလံပေးထား ဘလောက်ပဲကောင်းတဲ့ဇောင်းဝင်ခံရောက်နေပါစေဖြတ်ချပြစ်တတ်တဲ့အကျင့်လေးလို့ယူပါတနှစ်တာကိုးချတဲ့အခါတကယ်မဖြစ်မနေလုပ်ရမယ့်ဟာဝါသနာပါတဲ့ဟာကိုပဲဦးစားပေးပါဒါကငါနဲ့တင့်တော်ရဲ့လားအတုံးဝင်လားစသဖြင့်သေချာစဉ်းစားပါသိမ့်မလို့တဲ့အရာတွေကိုအများကြီးထဲမှတ်ပြီးလုပ်နေရင်ဘယ်အရာကိုမှ ထိထိမိမိမလုပ်နိုင်ပါဘူး။ စိတ်အားထက်သန်မှုဟာကျွန်တော်တို့ဘဝအတွက်သိတ်ကိုအရေးကြီးပါတယ်ဒီအရာသာမရှိရင်ကောင်းမွန်တဲ့ဘဝကိုဘလို့မှတိဆောက်လို့မရဘူးကောင်းတာတစ်ခုခုဒါမှမဟုတ်တိုးတက်ဖို့လုပ်တိုင်းသိတ်မကြခင်လက်လျှော့လိုက်တတ်တဲ့အကျင့်ဆိုးတွေကဘလို့အဆင်ပြေနိုင်ပါမလဲဒါကြောင့်ခဏလေးပဲ motivation တွေ passion တွေဖြစ်ပြီး ပြန်ပြောက်သွားတတ်တယ်ဆိုရင်တတိထားပါပြောင်းလဲဖို့ကြိုးစားပါ ဒါဟာဘဝတစ်လျှောက်လုံးကိုနဲ့မကွာတည်ဆောင်သွားရမယ့်အရာပဲဖြစ်ပါတယ်။နံပါတ်3အကြောင်းပြချက်များခြင်းငါကနေကမလို့မိဘကမချမ်းသာလို့အလုံးမရှိလို့ပတ်စံမရှိလို့လမ်းပြောင်းနေလို့စတဲ့အကြောင်းပြချက်တွေဟာကျွန်တော်တို့ဘဝကိုဘူပိတ်စေပါတယ်။ကိုယ်တိုင်ကမစူးစမ်းကြည့်သေးပဲဘဝထဲကမပြည့်စုံတဲ့အချက်တွေကိုဆွဲထုတ်ပြီး ငီးတွားတဲ့အကျင့်လေးရှိနေသလားဒါကိုအရင်ဆုံးပြုပြင်ပါရှင်နစ်ခင်မှာတိုးတက်ရာတိုးတက်ကြောင်းလို့ပို့အတွက်တိတ်မခက်ခဲနေတော့ပါဘူးဘယ်အရာကိုပဲလိလာခြင်းပါစေအွန်လိုင်းလိုနေရာမျိုးမှာရှာဖွေနိုင်တယ်ပညာရက်တွေကို လွယ်လွယ်သင်ပေးနိုင်တဲ့သင်တန်းတွေများစွာရှိလာပါတယ်လိလာခြင်းစိတ်ဓာတ်အပြည့်ရှိရင်ဘယ်အရာဖြစ်ဖြစ်သင်ယူဖို့ကမခက်ခဲပါဘူး မကြသေးခင်ကအွန်လိုင်းမှာနာမည်ကြီးသွားတဲ့တရုတ်လူမျိုးမော်ရယ်ကောင်လေးတယောက်အကြောင်းပြောပြချင်ပါတယ်။သူ့ကို TikTok ကနေမြင်ပြီးတတိထားမိနေရကြပါပြီ။ထန်းရွက်တွေအဝတ်အစားဟောင်းတွေနဲ့ dress ပုံစံလုပ်ပြီး runway လျှောက်တဲ့ video လေးတွေတင်တာပါ။သူ့ကိုစတွေ့တော့ရည်စရာတစ်ခုလိုပဲမြင်ခဲ့ပါတယ်။တကယ်လည်းရည်ချင်စရာကောင်းတာပဲ။သူဒီလိုမျိုးတွေတင်ပြီးလူသိများလာခဲ့တယ်။ နောက်တော့သူ့ရဲ့ဗီဒီယိုတွေကိုနာမည်ကြီး brand တခုက တွေ့ရှိသွားပြီး runway model အဖြစ်ရော fashion designer အဖြစ်ပါအလုပ်ပေးခဲ့ပါတယ်။သူ့ကိုကြည့်ပြီးသိလိုက်ရတာကပြင်းပြတဲ့စိတ်ဆန္ဒနဲ့သာဆိုရင်ဘာမဆိုဖြစ်နိုင်နေဆိုတာပါပဲ။သူ့ရဲ့ဝါသနာအတွက်အကြောင်းပြချက်မပေးဘူး။ရတဲ့နည်းနဲ့ဖြစ်တယ်လို့လုပ်တယ်စူးစမ်းခဲ့တယ်။ဒီအရာတွေကပဲ သူဖြစ်ရှင်တဲ့ဘွားတစ်ခုစီရောက်ရှိသွားခဲ့တာပါစာဖတ်ခြင်းနဲ့ဒါပေမဲ့စာအုပ်ဈေးကြီးလို့မဝင်နိုင်ဘူးဒီလိုပြောတဲ့သူတွေအများကြီးရှိရဲ့အဲ့ဒီလူတွေကို ပြန်ကြည့်တဲ့အခါ online အသုံးပြုဖို့အတွက်တစ်နေ့ကို9000 6000သုံးပြီးဖုန်းပေဝယ်နေကြပါတယ်ဒီတိုင်းသာဆိုရင်စာအုပ်ဝယ်ခြင်းရင်တေချာပေါက်ဝယ်နိုင်ပါတယ်တကယ်စာဖတ်ခြင်းနဲ့စိတ်ဆန္ဒမရှိသေးတာကြောင့် reason ပေးနေခြင်းတစ်ခုပါပဲ။ အကြောင်းပြချက်များတဲ့ဘဝကခက်ခဲတတ်ပါတယ်တဲ့ဒါကြောင့်အကြောင်းပြချက်တွေတိတ်မပေးပါနဲ့ဖြစ်တဲ့နည်းနဲ့ရအောင်လုပ်ပါ မအောင်မြင်ခြင်းရဲ့အဓိကတရားခံကတိတ်များလို့နဲ့ reason တွေကြောင့်လည်းပါဝင်ပါတယ်တစ်နှစ်တာအတွက်ကိုမျောလင့်တယ်လို့ဖြစ်ဖြစ်မြတ်မြတ်လုံးနိုင်မှုခဏတာပျော်ရွှင်မှုကိုစတိထားပါလူတွေဟာပျော်စရာတွေကိုတိတ်ကိုမမောကြပါတယ်လက်ရှိပျော်ရွှင်တာအတွက်နဲ့ ဘဝရည်မှန်းချက်အစစ်အမှန်ကိုဆွန့်လွတ်လိုက်သူတွေတိတ်များပါတယ်။အောင်မြင်သူတိုင်းဟာခဏတာပျော်ရွှင်မှုတွေကိုအောင်ဤသိခံပြီးအလုပ်စ조사ခဲ့ကြလို့ပါတဲ့။ဒါကြောင့်ရည်မှန်းချက်အတွက်조사နေချိန်မှာတည်င်ကတာယာမှုတွေခဏတာပျော်ရွှင်မှုတွေကိုစတေးထားလိုက်ပါ။ရည်မှန်းချက်တွေမပြီးမြောက်ရခြင်းဟာလည်းဒီအရာတွေကြောင့်သာဖြစ်ပါလိမ့်မယ်။ ဒါကြောင့်တနစ်တာကိုကိုအရောက်သွားနိုင်ဖို့အချက်ပါအချက်တွေကိုပြင်ဆင်ပြီးစ조사ကြည့်ပါကိုရဲ့လုံနိုင်စွမ်းကိုရှုံးကြည့်ပါပြင်ပြတဲ့စိတ်ဆန္ဒထားရှိပါနမဆလီအခက်အခဲနှင့်ဘဝစဖို့မှုဖေဖေသည်သူသမီးနှင့်အတူညစာစားဖို့အတွက်ချက်ပြုတ်ပြင်ဆင်နေသည် အနှင်းငယ်ကြပြီးရနောက်ခြေတံကိုခက်ပြင်းပြင်းနေနင်းကမိဖို့ကြောင့်လည်းဝင်လာတဲ့သမီးလေးစုစီကို မြင်လိုက်ရတယ်။စိတ်အလိုမကျမှုတွေက သူ့မမျက်နှာပေါ်အုပ်မိုးနေတယ်။စုစီဟာ broken family ကဖြစ်တော့ကြောင့်အနှင်းငယ်ထိရှာလွယ်တယ်။ sensitive ဖြစ်တတ်တယ်။ယခုတွင်လည်းအလောက်ကအစမပြေမှုများကိုအိမ်အထိသဲလာခြင်းဖြစ်ဟန်တူပါတယ်။ ။ဘာဖြစ်တာလဲဟုမေးကြည့်တော့သူ့ဘဝကိုသူစိတ်ကုံနေပြီ။ပြဿနာတွေကတစ်ခုပြီးတိုင်းနောက်တစ်ခုကထပ်လာနေတယ်။ရုန်းကန်နေရတာကိုညှင်းငွေ့လာပြီ။အစစအရာရာခက်ခဲတယ်။စရာတွေကိုညှင်းညူပြရင်ဖြေတယ်။ထို့အခါဖေဖေကသူ့မကိုမိဖို့စီခေါ်ပြီးဥမာတစ်ခုခေါ်ပြတယ်။ရင်ရွေးအိုးတအိုးကိုတည်လိုက်တယ်။ ရင်ရွေးစုပတ်လာတဲ့အခါအနေငယ်ကိုဖန်ခွက်ထဲထည့်လိုက်တယ်။ထို့နောက်အလူးနဲ့ကြက်ဥတလုံးစီကိုပုတ်ပွတ်ဆူနေတဲ့ရင်ရွေးအိုးထဲထည့်ပြီး မီးဘိုပေါ်တင်ထားလိုက်တယ်။စောစောကရင်ရွေးဖယ်ထားတဲ့ဖန်ခွက်ထဲမှာကော်ဖီစိတ်အနေငယ်ကိုထည့်လိုက်တယ်။15မိနစ်ခန့်ထားပြီးနောက်ပစ္စည်းအားလုံးကိုစပွဲပေါ်တင်လိုက်ပါတယ်။ထို့နောက်စူစီအား အာလူးကိုခရင်ဖြင့်ထိုးခိုင်းနေပြုတ်ထားသောအာလူးများသည်ပျော့ပြောင်းပြီးနူးညံ့နေသည်ထို့နောက်ဖေဖေကပြောသည်အာလူးကအစကမာကြောပြီမယ်အပူပေးလိုက်တဲ့အခါဘလောက်ပဲမာခဲ့ပါစေပျော့ပြောင်းသွားတယ်ဒီနေရာမှာရေနွေးပူကဘဝမှာကြုံရတဲ့အခက်အခဲပြဿနာပါပဲတချို့လူတွေဟာဘလောက်ပဲမာကြောခြင်းအောင်ဆောင်နေကြပါစေ တကယ်ခက်ခဲရင်ပျော့ညံ့ကုန်ကြပါတယ်။ဒါဟာမရင်ချက်ချင်းမှာပဲပြေးသွားတဲ့လူတယောက်ဟာဘယ်အချိန်တွေမှမဆိုမတုံ့လှုပ်ဘူးသူ့ရဲ့ပကတိတန်ဖိုးအတိုင်းမပြောင်းလဲပဲရှိတတ်ပါတယ်။ထို့နောက်ကျက်ဥကိုခွဲခိုင်းပါတယ်။ကျက်ဥဟာအစကကွဲအပ်လွယ်ပေမဲ့ပြုတ်လိုက်တဲ့အခါမာကျောတဲ့အသွင် ဖြစ်လာခဲ့တယ်။တချို့လူတွေကကျက်ဥလိုပဲလောကရန်တရားနဲ့ကြုံတွေ့ရတဲ့အခါ စိတ်ဓာတ်တွေဟာခတ်ထန်လာပြီးအစိုးမြင်စိတ်တွေစိတ်အလိုမချမှုတွေပေါက်ဖွားလာတတ်တယ်။လောကကြီးကညစ်တွန်တွန်ပြီးအရွက်တိုက်တတ်ကြတယ်။ဒါကြောင့်အလွဲတကူကွဲကျေပျက်စီးခြင်းလမ်းကိုရောက်လွယ်စေခဲ့ပါတယ်။ရင်နွေးထည့်ရတဲ့ခွက်တဲ့ကော်ဖီစီတွေကိုကြည့်တဲ့အခါမွေးပြန်သောရနံ့နဲ့အတူတစ်ခွက်လုံးဟာကော်ဖီရေများဖြစ်နေပါတယ်။ကော်ဖီကရင်နွေးပူဖြင့်ထိလိုက်တဲ့အခါ သူ့ကိုထိလာတဲ့ရင်နွေးအလုံးကိုပြောင်းလဲပြစ်လိုက်ပါတယ်။ကော်ဖီရောင်ကော်ဖီအနက်အဖြစ်ပို၍ကောင်းမွန်သောအတွင်တစ်ခုရရှိသွားပါတယ်။ကော်ဖီခွက်ကိုတေချာကြည့်စေပြီးနောက်တွင်အဖေကပြောလေတယ်။ကော်ဖီစိတ်နဲ့တူတဲ့သူတွေဟာလောကမှာအကောင်းဆုံးနေထိုင်သူတွေပဲ။ဘဝဆိုတာရင်နွေးဖူနဲ့တူတဲ့ဒုက္ခအခက်ခဲတွေချားကအရာတစ်ခုပါ။ ဒီလိုအရာတွေနဲ့ကြုံရတဲ့အခါပဝန်းကျင်နဲ့အလိုက်ပြောင်းလဲရမယ်အခက်အခဲတွေကိုရင်ဆိုင်ပြီးပုံမရင်းချက်လာအောင်နှီးထိုင်တတ်ရမယ်ကော်ဖီဆေးတွေလိုပဲအပူမှာမပြည့်စည်သွားပဲပိုကောင်းတဲ့အသွင်ဖြစ်လာရမယ်အခက်အခဲတွေကြားမှာလည်းလိုက်ရောညီတွေဖြစ်ရပါမယ်ဘဝမှာအခက်အခဲတွေကြုံလာရတဲ့အခါအာလူးလိုပျော့ညံ့နေလို့မရဘူးကြက်ဥလို့ မာကြောခတ်ထန်နေလို့လဲအခက်အခဲဟာအဆင်ပြေမသွားနိုင်ဘူးကော်ဖီစီလိုအခက်အခဲတွေကိုအောင်မြင်မှုဖြစ်အောင်ကြိုးစားရမယ်ပိုကောင်းမွန်အောင် ပြောင်းလဲနိုင်ရပါမယ်အခက်အခဲတွေကြုံရတဲ့အခါကိုကဘလို့လူမျိုးလဲဘလို့တုံ့ပြန်မလဲဘလို့ရင်ဆိုင်မလဲဆိုတာကို ရွေးချယ်တက်ရပါမယ်ဖဖေရဲ့သင်ကန်းစာလေးကို ကြားသိပြီးနောက်တမီးလေးဟာ အရင်ကထက်ပိုတမ်းမာလာပြီးပိုရင်းချက်လာခဲ့တယ် စိတ်ဖိစီးမှုတွေများလာတိုင်းဒီသင်ခန်းစာကို ပြန်တွေးသွင်းရင်အောင်မြင်မှုတွေစီအရောက်လှမ်းနိုင်ခဲ့ပါတယ်။ဒါလေးဟာလူအတော်များများကြားသိမှုတွေအစုံအမတစ်ခုဖြစ်ပါတယ်။ဘဝမှာအခက်အခဲတွေကြုံလာတဲ့အခါကိုတုံ့ပြန်လိုက်တဲ့ပုံစံဟာကိုယ့်အရေးအချင်းမှာပဲ။ကိုဘလို့ပုံစံနဲ့တုံ့ပြန်မလဲကိုသာရွေးချယ်ပါ လောကကိုအရှုံးပေးပြီးအညံ့ခံမဲ့အလူတို့လူသား တလွဲစပင်ကောင်းပြီးအရွယ်တိုက်မဲ့ကြက်ဥလိုလူမိုက်တယောက်လာတန်တန်မာမာဖြစ်ရင်ပြောင်းလဲကအနိုင်ယူမဲ့ကော်ဖီစီတွေလာဒီနေ့ကတော့ဒီလောက်ပါပဲရှင်။နားဆင်ပေးကြတဲ့သူများအားလုံးကိုကျေးဇူးများရတင်ပါတယ်ရှင်။နောက်ရက်တွေကြလို့ရှင်ပြန်တွေ့ကြပါမယ်ရှင်။